ုရားသားမဖြစ်ခင်မှာစိညာဒုက္ခမခံဘူးလားခန္ဓာဘောမယုံကြည်သူလည်းလောကမှာစိညာဒုက္ခရင်ဆိုင်ရတယ်။ယုံကြည်သူရောစိညာဒုက္ခရင်ဆိုင်ရတယ်။အထူးသဖြင့်ယုံကြည်သူကနှစ်ဆဘာပူဖြစ်တယ်လဲ။ယေရှုကြောင့်ခရစ်တော်၌ခရစ်တော်ရဲ့တရားတော်၌ဖြောက်မှတ်စွာအသက်ရှင်တယ်။ဘုရားရဲ့အလိုတော်ကိုစောင့်ခြင်းနဲ့ပိတိခံကြည်တော်ခံနေစနေတယ်မှာ။ စင်ရဲ့ဒုက္ခခံရမယ်ယေရှုကြောင့်ပါရင်ဆိုင်ရမှာလေစင်ရဲ့ချင်းဒုက္ခအဲ့ဒါကိုမကြောက်ဘူးတန်းစားကကျွန်တော်တို့ကိုမိတ်မှထားတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒီထဲမှာပါတွေ့ရတယ်ဆိုရင်ဒီမှာသူတို့လုတ်ဆောင်ထားတဲ့အရာအလုံးဘယ်သူရဲ့နာမ၌လုတ်တာလဲတခင်ဖခင်ရဲ့နာမ၌ဖခင်ရဲ့အလူတော်တိုင်းသူတို့လုတ်တာဖြစ်တယ် ကျွန်တော်ဖခင်အမှုတော်ဆောင်တယ်လေနှုတ်ကပတ်တော်ဝင်ခတယ်လေဟာဒီမှာဆက်ကနေအင်ကြီးပြက်ခံတယ်ကျမ်းမာကြီးချူချာတဲ့အချိန်ဆက်ကနေတာပဲငါမပြားတော့အရာတွေမလုပ်ဘူးမပြားတဲ့အရာတွေလုပ်တဲ့သူနှုတ်ကပတ်တော်ကိုလွဲတုံးတဲ့သူတွေငါအကုန်လုံးဖယ်ရှင်းတာပဲလို့ကိုယ်အကိုဘဝင်ညစ်နေတူလေဒါပေမဲ့ဘုရားသခင်ကရှင်းမြောက်ပါတယ်သူတို့ကိုဟုတ်တယ် မင်းဆက်ကတ်တာငါတည်တယ်မင်းဘာကြောင့်ဆက်ကတ်တာလဲမင်းဘာကြောင့်ဒီလမ်းလျှောက်တာလဲပထမဦးဆုံးဒီလမ်းအလကားနဲ့ဒီလမ်းလျှောက်ဘူးပထမမှာမင်းခမားငါ့ကိုမသိဘူးငါ့ကိုမသိဘဲနဲ့ဘယ်လိုချစ်လို့ရမှာလဲသူတို့ဖယားနဲ့သိပြီးမှကျုံးဝင်ပြီးမှဘောလုံးအတော့ပြုတ်ပြီးတော့တပါမျိုးသားရဲ့အလုံးသူတို့စီမအင်းဝင်ကြီးတရားတည်ကောင်းရပြီလေနော်ဖယားကိုချစ်တယ်လားလေ ရားကိုချစ်တဲ့အခါမှာဘာမစုလုပ်ရင်ဝန်ထုတ်ဝန်ပုံမဟုတ်ဘူး။ဘာကြောင့်လဲဘယ်အရာကအမြဲတမ်းခံခံပေးရလဲဆိုရင်မေတ္တာကအမြဲတမ်းခံပေးရဖြစ်တယ်။မေတ္တာကကျွန်တော်တို့မြတ်မှမှန်လေလူတိုင်းကိုခရစ်တော်ရဲ့အမြင်နဲ့မြင်နိုင်မယ်။ပဝန်းကျင်ကိုလည်းကျွန်တော်ကြည့်တယ်လား။မမနဲ့အမှုဒီအားလုံးကိုလေယေရှုရဲ့အမည်နဲ့ကြီးတဲ့အခါမှာပေါ်ပါလာတယ်မချင်တော့ ပထမမှာသူတို့လက်ကြည့်လို့ယုံတာပဲလောက်တာပဲဖယားကိုချစ်တဲ့စိတ်နဲ့နှလုံးတန်တလေးနဲ့ဖယားတော့ဆက်ကတဲ့ဆူတောင်းနေဘာပဲလုံးလုံးပထမမှာပထမမှာပထမအချစ်ပဲအရာတွေအားလုံးအဲ့ဒါပြောချင်တာချစ်စစ်ဖယားကိုပထမမှာထားချစ် first love လို့ကျွန်တော်ပြောတာနဲ့ချစ်ဦးဆိုလိုတာပေါ့ဖယားကိုပထမမှာထားချင်းကိုဝန်ထားဖြစ်တယ် တင်းရဲ့ဘဝတင်းရဲ့တက်တာမှာဖယောင်းပထမနေရာမှာထားလာကျွန်တော်ဒီဖယောင်းပထမနေရာထားလာသူမဟုတ်ကိုယ့်ရဲ့ခံစားချက်ကြုံနေရတဲ့ပြဿနာတွေပထမမှာရှိသလားသူတို့ကကြုံနေတဲ့ပြဿနာတွေပထမမှာမထားဘူးဖယောင်းရဲ့အမှုကိုပထမမှာထားတယ်ဒီမှာရှိကိုယ့်ရဲ့ပြဿနာပထမမှာဖျားအတွက်နိုင်ငံတော်အတွက်ဘာဝင်စက္ကန့်စက္ကန့်စက္ကန့်လုံးတယ် yes အားလုံးလောက်ဆောက်တာပဲပထမနေရာမှာဖျားရဲ့လူတော်တိုင်းသူတို့လုံးတာ ပထမမှာပထမဖရာကိုချစ်တဲ့စိတ်နဲ့လှုပ်ဆောင်တဲ့မျိုးနဲ့သူတို့လုပ်တာဖြစ်တယ်။ကဲတော့ပထမမှာတော့ဘယ်လိုလုပ်တာလဲဖရာကိုချစ်တဲ့စိတ်နဲ့သူတို့လုပ်တာဖြစ်တယ်။ဆိုတော့ဘာပဲလုပ်လို့အစီတန်းခုမှမရှိဘူး။တချင်လေးတွေမှလည်းရှိတယ်။ပြင်ကျန်စားတယ်ပြော။အဲ့များတွေကြီးအောင်ပါလေ။ဘာမရှိတာလဲ။ရန်သူဆူတာရှာလို့မပြေ။ရရှိနာမတိုင်ဘုံကြီးပါစေ။အာမင်။ အခင်ယေရှုရဲ့အင်းများတဲ့ရိတ်အောက်မှာကျွန်တော်ရဲ့အသက်တာကခရစ်တော်ရဲ့အရှိန်မှာခိုလုံတလားဖခင်တခင်ဒီငါရဲ့အွယ်ကဖြစ်တယ်ကျွန်တော်ရဲ့တကယ်တကယ်လမ်းပြရှင် guide ကျွန်တော်ရဲ့တခင်ဟုတ်များဟုတ်တလားကျွန်တော်ရဲ့ဒီတခင်ရဲ့အရေးခိုလုံတော်သူမှာလေရန်တို့ရှာပြီမှာမဟုတ်ဒီမှာဖော်ပြထားတဲ့ဖြစ်တယ် ဆိုတော့ကျွန်တော်တို့ယန်သူမရှိတာမဟုတ်ချမ်းစာကယန်သူစစ်တိုက်ခိုင်းတာလောကရဲ့တိုက်ပွဲကတလားတစ်ခါတရက်တစ်ခါမဟုတ်ဘူးလားသူမဟုတ်စေနစ်တစ်ခါအဲ့လိုမျိုးတိုက်ပွဲတွေရှိတယ်နေ့တိုင်းတိုက်ပွဲအဖတ်တစ်ခါအဲ့လိုမျိုးရှိတယ်လောကရဲ့တိုက်ပွဲတွေဒါပေမဲ့ weekly တိုက်ပွဲကတစ်ဆင့်ကမနာဘူးနားချိန်ရှိဘူးနေ့တိုင်းအချိန်တိုင်းနိုင်တိုင်းစက္ကတိုင်းကျွန်တော်တို့တိုက်ပွဲဝင်နေတာလောကတိုက်ပွဲနဲ့မတူဘူး ဒါကြောင့်တိုက်ပွဲလို့ကျွန်တော်ပြောတာ ਨੇ ခဏမျိုးမျိုးမချင်းနဲ့ဆက်ကြီးရပြောချင်တဲ့အရာကတော့ win အတွက် second ship ကိုဒီကပြောချင်ပြောဆိုလို့ချင်းဖြစ်တယ်ဆိုတော့ကျွန်တော်ဒီမှာကြည့်တဲ့အခါမှာပထမမှာသူတို့ကိုဖျားပြီးချင်းရောက်တယ်ကျွန်တော်တို့ဒီမှာရှိတဲ့ယုံကြည်သူအားလုံးလည်းဖျားသခင်တင်လွတ်ဆောင်ထားတဲ့အရာတွေဘုရားအတွက်လူခဲ့တဲ့အရာတွေဘုရားရှင်မမေ့ဘူးနော်လူခဲ့တဲ့အရာတွေဘေးစက်ခဲ့တဲ့အချိန်ကိုအားအရာအလုံး ဘုရားရှိမှာဘုရားအတိမပြုတ်ဖို့ရင်အမြဲတမ်းအတူတွဲပါဖို့လိုတာတစ်ခုပဲရှိတယ်သူတို့ပထမမှာတော့ပါခဲ့တယ်ဒါပဲတဖြည်းဖြည်းနဲ့တွားရင်တွားရင်နဲ့လမ်းတဝက်လောက်မှာသူတို့ပဲတွားပြီးတော့ပါချန်ထားတယ်ဘုရားကနောက်မှာဖြစ်သွားတယ်ဆိုတဲ့အကြောင်းကျွန်တော်တို့တွေ့ရတယ်သူတို့ကိုပဲမမြင်ရဘူးကိုယ်ကိုယ်လည်းမြင်ကြည့်ရမှာတော်ရခုချိန်မှာ လောကမှာအရေးကြီးတဲ့အရာအများကြီးရှိတယ်။အရေးကြီးတဲ့အရာဒီဒီပဲစာဝတ်နဲ့ရေးအကုန်အရေးကြီးအရေးကြီးတဲ့ဒါပေမဲ့အရေးကြီးဆုံးထဲမှာအရေးကြီးဆုံးသောအရာဆိုတာအမြဲတမ်းရှိရတယ်။အဲ့ဒါကပါလေဆိုရင်ဒီမှာဘုရားသခင်ကိုအိုးထိတ်ထားခြင်းအသက်တာဖြစ်ပါတယ်။ဒါရှင်ကမှဘယ်ပုံကြည့်ပါစေ။အာမင်။ ဘုရားသခင်ကျွန်တော်ရဲ့တက်တာမှာပထမနေရာမှာထားနိုင်ဖို့ရန်ဘုရားဘယ်သူလဲအရင်တည်ဖို့လို့လေမဟုတ်ရဲ့တို့လို့လို့ဖြစ်ပါဘုရားတို့စကလားစကလေပါဝလာပါဝလာပေးလာပေးလေအားလုံးစံစာဆိုတော့အကုန်လုံးရှင်းတော့တောင်းတော့တို့ပပလေနေလာပြီးတော့ကျောင်းဝင်တဲ့လူ ရားတို့စက်ကတဲ့အာရပါရစက်ကပါဝင်နေသူဖြစ်တယ်။ပထမမှာတော့မူပန်းတယ်လေ။ပထမအချင်းနဲ့တွေ့ရဲဒါမဲ့ကြာလာတဲ့ခါမှာဒီညဘုဒ္ဓဘုရားပြောတယ်ဥပမာပြောမြစ်တာမပါဘဲနဲ့ဘုရားအတွက်ဒီလိုနိုင်တယ်။မြစ်တာမပါဘဲနဲ့ဘုရားအကြောင်းလာနိုင်တယ်။မြစ်တာမပါဘဲနဲ့ကျမ်းစာဖတ်လို့ရတယ်။တရားဟောလို့ရတယ်။ကျွန်တော်တို့ဒီမယ်အဲ့ဒါ ေးဆရာဆိုလို့ပြောတာမဟုတ်ဘူး။နှုတ်ကပတ်တော်ကကျွန်တော်တို့ကိုပြောထားတာဖြစ်တယ်။မေတ္တာမပါဘဲနဲ့ကျွန်တော်တို့အားလုံးတို့လည်းရတယ်။အကြီးကမေတ္တာဆိုတာအချင်းချင်းကျွန်တော်တို့ချင်းချင်းချစ်ဖို့ပထမမဟုတ်ဘူး။အချင်းချင်းမချစ်ခင်မှာဘုရားကိုအရင်ချစ်ရမယ်။ဘုရားရှင်နာမတိုင်းပုံကြည့်ပါစေ။ဘုရားမပါဘဲနဲ့အချင်းချင်းချစ်ရင်ကြည့်လိုက် လူမျိုးတိုင်းမှာမြတာမျိုးမြတာမျိုးဒီကမျိုးတွေဒီကမျိုးတွေအများကြီးခွဲကြလာမယ်။ဘာကြောင့်လဲဖခင်ကိုအရင်မှာမထားလို့အချင်းချင်းမချစ်ခင်မှာ first ကျွန်တော်ဘုန်းတော်ကပါတော့ပြောတယ်။ဒီဤဖခင်တခင်ကိုကိုစွမ်းရှိတယ်ဗျာ။ချစ်ပါရရှိနာမတိုင်ပုံကြီးပါစေဒီလိုစာမပွဲဖြစ်ခိုင်းတော့ကြတယ် ကြောင့်လေဖယားတောင်းဆိုတဲ့အချက်တော်မှာပေးတာကျွန်တော်တို့ကြပေမဲ့ဂျင်းနဲ့လားတင်ဂျင်းနဲ့လားကွက်ကိုပြင်ပြင်ကြည့်လိုက်တင်စာမဲ့ဘွဲအောင်မအောင်တိကိုတိမအောင်ရင်ပြန်ဖြီးဖို့အာမင်ပြန်ဖြီးပြန်ကြည့်ပြန်ကျူးစာဖယားတခင်နှစ်သက်တဲ့အရာဖယားလေဒီမှာစံစာကကျွန်တော်တို့ပေါ်ပြထားတယ် မေတ္တာမပါဘဲနဲ့အကုန်လုံးရှိတဲ့အရာအလုံးကျွန်တော်လုပ်လို့ရတယ်ဒီလိုလုပ်လို့ရတယ်သင်တို့လည်းလုပ်လို့ရတယ်အရေးကြီးတာကမေတ္တာကကျွန်တော်ကြည့်တဲ့အခါမှာတိရောအခန်းကြီးလေးအခန်းကြီးရှိအခန်းကြီး16တဲ့မှာမေတ္တာဒီဖြားတစ်ခေတ်ဒီမေတ္တာဖြစ်တော်မူ၏ကျွန်တော်တို့ရဲ့ဖရာတခင်မေတ္တာဆိုတဲ့အရာဘယ်တော့မှယူဖို့ယုတ်ဖို့တိမ်ဖို့မဟုတ်ဘူး မေတ္တာကစိုင်းရည်လိုပဲစွထားနေတယ်ပိတ်စုလိုလည်းမရတားလိုလည်းမရဟန်းကသူ့ဘက်ချစ်လို့မရဘူးသူ့ဘက်ချစ်လို့ရအဲ့ဒါဘုရားရဲ့မေတ္တာပေါ့အဲ့ဒါလူရဲ့ချစ်ခြင်းသခင်ယေရှုရဲ့အဲများတဲ့ရိပ်မားပါမရှိတာလေရန်သူမရှိဘူးလောကမှာတော့ရှိမှာပေါ့ဒါကြောင့်ကျွန်တော်တို့စာလံဆရာကြီးရခဏခဏပြောတဲ့ဦးစေတီအမြင့်ဆုံးသောထာဝရဘုရားရဲ့တောင်းပါ အမေတဲ့ကျွန်တော်တို့ပြီးတဲ့အရေးကြီးတဲ့အကြောင်းကြောင်းပြောထားတယ်။ကဲ၊ဗျာရီတန်အခါကြီးရဲ့အခါငယ်လေးတက်ကြည့်မယ်နော်။ကျွန်တော်အဲ့မှာပြပါပြတွေ့တာလေ။အပြည့်ချက်ချင်းတွေ့လို့တွေ့တယ်။တို့မှမေတ္တာရှိတာကို။ချစ်ချင်းပြောကြည့်။ရှိလား။ရှိချင်းရော့။ရှိဘူးလား။ရှိလားရှိတယ်ကြည်ကြပြောရှိလားပြန်မအောင်မြတ်တော်ရှိဘူးလားရှိပါတယ်ဒီလိုမအောင်မရှိဘူးလားရှိပါတယ်အားလုံးမှာရှိတယ် မေတ္တာရှိတယ်ဒါမင်းအဲ့ဒီမေတ္တာကိုပြမစလို့ဘူး no မင်းနာကိုပထမတိတဲ့အချိန်မှာဘာနဲ့တိတာလဲအရာအလုံးစွန့်ပြတော့ငါ့ကိုချစ်ခဲ့တာလေငါ့ကိုအရာအလုံးစွန့်ပြတော့ရွေးချယ်ခဲ့တာလေဟာလားဘာကြောင့်လဲယေရှုကပြောတယ်လူတယောက်ကအကုတ်ကိုဝယ်ဖို့သွားတယ်အဲ့ဒီဒီတိုင်းကိုဝယ်ဒါမဲ့ဘာတွေ့တယ်လဲဆိုအဲ့ဒီလေကွက်ရဲ့လေကွင်းမှာ ယန္တနာတက်တွေ့တယ်ကွယ်ဒီလေကွယ်ကဘာစည်းမှမလဲရှိဘူးခမဲအဲ့ဒီလူကအဲ့ဒီလေကွယ်မှာစည်းစိမ်ဥစ္စာယန္နာဘန္နာတိုက်ယန္နာတိုက်ရှိတယ်ဆိုတာသိတော့စုထားရရမှာတပြောင်းရောင်းပြီးတော့ဘာရွေးတာလဲအဲ့ဒီလေဝယ်ဖူရွေးတာဖြစ်တယ်လေကွယ်ကိုတော့ဝယ်လိုက်တယ်ကျွန်တော်တို့လေကောက်ကြည့်နေတာအဲ့တိုင်းပဲတဲ့ ကောင်းကင်နိုင်ငံမတိတဲ့သူကကိုဖြစ်ခြင်းနဲ့ဆန္ဒကိုပဲဦးစားပေးတယ်။ဘုရားဖြစ်စေလိုတဲ့အရာမဦးစားဘူးခုနပြောထားတဲ့ပထမမှဆရာပြောတယ်ဘုရားသခင်ကိုကျွန်တော်မသိရင်ဦးစားပေးဖို့နေနေတာကသူနောက်ကိုလည်းညှို့ထိုးဖို့ပဲရှိတော့။ဘုရားတော့ဆက်ကလာတယ်ဟာယူမြဘာဖြစ်လို့ဆက်ကလာလဲ။ဘာမှအကျူးရှိတယ်လေအကျူးမရှိတဲ့အမှုတွေတင်လုပ်နေတာပဲအဲ့ဒါပဲလာလာမှာ။ဒါပေမဲ့ ကျွန်တော်တို့ပတ်ဝန်းကျင်နဲ့မဆိုင်ဘူးဖခင်နဲ့ဆိုင်တော့ဖခင်သားသမီးတွေဖြစ်တယ် praise the lord ဖခင်နဲ့ဆိုင်တဲ့ဖခင်သားသမီးတွေပါကြောက်တယ်လူတွေမသိတဲ့အရာနဲ့နေတော့အရာဖခင်နဲ့ကိပြတ်ချတဲ့အရာအဖြစ်သက်ရှင်တော်သူတွေဖြစ်တယ်အာမင်ဒါရှင်နာမတိုင်ပုံကြည်ပါစေရှင်မာကိုရှင်အောင်စရ6နောက်ကနေကြောင်းဖတ်လေ96တော့ဖတ်ပြီတွေ့ရတယ်စကြဝဠာတစ်ခုလုံးထက်လူရဲ့ဝိညာဉ်လူတဲ့ဦးရဲ့ဝိညာဉ်တံပူကြည့်တယ် ိလာတဲ့ဘုရားကကျွန်တော်ကမသိဘူးလေလူရဲ့ဝိညာဉ်တန်ဖို့တင်လည်းမသိဘူးယေရှုပဲသိတယ်ပြီးတော့သူ့ရဲ့တက်တာမိမိရဲ့တက်ကိုမနှမျောပဲလာဖြူဝင်လိုက်ဖြစ်တယ်ကျန်ရှင်နာမတိုင်းပုံကြည့်ပါစေအာမင်တင်နဲ့ကျွန်တော်ခရစ်တော်ရဲ့အရေးခရစ်တော်ရဲ့အောက်မှာအသက်ရှင်အဲ့ဒီတိုင်းမင်းနဲ့တက်လာတယ်ခရစ်တော်ရဲ့အမိညာဖြစ်တယ်ဒါကြောင့်ဘုရားတခင်ကပထမမှာရှိရောက်တယ်ဒုတိယဘုရားကိုချစ်တဲ့စိတ်နဲ့ဆူတောင်းခြင်းရှိတော့ ဖျားကိုနေရာတိုင်းမှာဂုံပေးချင်တဲ့စိတ်ထားမရှိတော့ပြော့သွားရင်ရော့သွားတဲ့အကြောင်းကိုဖျားကောင်လဲလာတာဖြစ်တယ်။အဲ့ဒီအသက်တာကျွန်တော်တို့မှာတင်းနေရခုမခံဆိုင်နဲ့တနည်းနည်းကြာခံစားနိုင်တယ်။ဒီအဲ့လိုမျိုး feeling အသက်တာမျိုးရောက်လာရင်ခန်းချောက်ရဲ့အသက်တာရှိလာတဲ့အခါမှာတတိယပါယေရှုဟာတခုံပြောတယ်ခန်းငယ်ကဖတ်ကြည့်အောင်စကားသုံးလုံးနဲ့ ကျွန်တော်တို့ကိုနောင်တရဖို့မနဲ့ပြန်မဟုတ်ရခုချင်းပါနောင်တရဖို့ကံလမ်းတာဖြစ်တယ်လို့ဆိုတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒီမှာဘာတွေ့ရတယ်လဲဆိုရင်တင်းဒီမရှိရော့မိတင်းဒီမရှိရော့မိအချင်းနေရအရက်ကိုအောက်မေ့ပါ number 1 remember လို့ကျွန်တော်ပြောတယ်တတိယဖို့ဘယ်အရာကိုပြန်တတိယပထမဘုရားသခင်နဲ့လက်တွဲခါစား ုရားရဒါနဲ့ချက်ချင်းကျွန်တော်ဒီတိုင်းမနေဘူးဘုရားကြောင်းဘုရားရဲ့လူတော်ဘာပဲပြောပြောဘာပဲလုပ်ရလုပ်ရဝန်ထုတ်ဝန်ပို့ဝန်ကြံတစ်ခုလိုတာဝန်တစ်ခုလိုမှမှတ်ဘူးဘုရားကိုချစ်တဲ့စိတ်နဲ့လုပ်လာတဲ့အခါမှာအယားပြောတယ်လုပ်ရရင်ပြောတယ်မလုပ်ရရင်မပြောဘူးအယုံမရှိနဲ့ကိုယ့်ရဲ့ချစ်သူအတွက်ပထမကျွန်တော်တို့ချစ်တဲ့ချစ်ခံစားမှာနော်ဒီမှာတို့ပြောအပြောတွေလည်းရှိတယ်ထောင်နေပြီဒီပဲ experience နဲ့ပဲရှိတာ ပထမချစ်တဲ့ချိန်မှာကိုကောင်လေးအတွက်ကိုကောင်မလေးအတွက်မလုပ်ရရင်ပြောတာ experience နဲ့ပြောပြောလားလုပ်ရရင်ပြောတယ်ပြောသလားအရန်ပြောတယ်အေးအင်္ဂါလည်းဘလို့လည်းမသိဘူးလေချိန်မှလွင့်ပြီးတော့ပူစီဖောက်လို့အိတ်ကလေးပျော်ပေါပါသွားတယ်နော်အဲ့ဒါပဲဘုရားသခင်ကိုတကယ့်ချစ်တဲ့စိတ်နဲ့ရှာပြီးတော့သူရဲ့မှုကိုဆောင်တဲ့ချိန်တာဝန်တစ်ခုမဟုတ် ာဝန်မဟုတ်ဘူးဖခင်အမှုတော်ကတာဝန်မဟုတ်စိတ်ခံမလားမခံဘူးလားအစေခံမလားဖခင်ကိုချစ်ရင်ခံမှာတော့မချစ်ရင်တော့တဲ့ချိန်မှာတော့တဲ့ချိန်မှာမတော်ဘူးဘူးချစ်တယ်လို့နေမှာဘာကြောင့်လဲဖခင်မကွန်ထရိုးဘူးကွာကွန်ထရိုးနေတာကွာကိုကွန်ထရိုးနေတာထားကြောင်းဒီလိုရေဖခင်တို့ဆက်ကတယ်လို့တကယ်နာမင်းကြီးချမ်းသာတယ်မှာ get strong so at the no core the road you တို့ကိုဖျားသခင်ကချီးမြှောက်တယ်လို့ဒီအားနဲ့ချက်ကပထမငါ့ကိုချစ်တယ်လို့ချစ်ပြီးတော့အမှုဆောင်တာယရှိနာမတိုင်ဖို့ကြည်ပါစေအာမင်တင်ဖျားသခင်တိတ်ခါစားဖျားရခါစားအတက်တာဒီချစ်ချင်းတတိယမယ်လို့ကြည်မရသေးတဲ့သူရှိရင်မယ်လို့ခါစားရမှန်းသိမှာပေါ့ရှိရင်တော့ချက်ချင်းအိုးဖျားသခင်အတွက်ပေါ့ပေါ့ပါပါလန်းလန်းဆန်းဆန်း ဝန္နာတစ်ခုလိုမထားပဲမေတ္တာနဲ့လောက်ဆောင်တဲ့အချင်းတင်ပြန်တတိယဖြစ်တယ်။ဒါကြောင့်ပြန်တတိယပါအောက်မေပါလို့ဖျားပြောတာဖြစ်တယ်။အောက်မေယုံနဲ့မပြီးဘူး။နောင်တရပါ။အဲ့ဒီနောင်တဆိုတဲ့ရတီယခုလေးလွတ်တဲ့ဖျားမှုကိုပြောလာဆူလိုတာမဟုတ်ဘူး။တင်းနောင်တရဘုရားကျွန်တော်ပထမမှာမထားဘူး။အခုပြန်ထား။ရရှိနာမတိုင်ပုံကြည့်ပါစေ။နာကိုပြန်ထားပါ remember being ်နောက်ကြ reverse ပြန်လုပ်ရမယ် u turn ပြန်လုပ်ရမယ်ဘက်ကိုဖျားဘက်ကိုအဝေးကြီးတွားဝေးကြီး turn ပြန်လုပ်ရင်းမြန်ထားရင်းမြန်မြန်ခဏလေးမှပြန်ထွက်သွားမှာဖြစ်တယ်ရခုချင်း the right time ဖြစ်တယ်နောက်ဆုံးမှာကျွန်တော်တို့မတွေ့ရတယ်ရှင်းဦးစွာသောအချစ်ကိုပြန်ကြည့်ပါကျွန်တော်တို့နောက်တရရပြီးတဲ့နောက်မှာနောက်တရရကိုလေအဲ့တော့နေမပြေဘူး ရှိတဲ့နေရာဖြစ်ခဲ့တဲ့နေရာဘုရားနဲ့အတူတူနေတဲ့နေရာဘုရားအတွက်မှန်သောနှလုံးသားနဲ့စက်ကတ်ခဲ့တဲ့အချိန်ကာလတွေပြန်တတိယအောက်မဲ့ပြီးတော့ထိုအချိန်ကာလတွေပြန်နေဘူးဘုရားကကျွန်တော်တို့ရွေးချယ်နေတာဖြစ်တယ်အာမင်ဘုရားကကျွန်တော်တို့ကိုရွေးချယ်ခိုင်းတယ်ဘုရားရဲ့လူတော်နှစ်သက်တဲ့အရာတွေရရှိဖို့ရမာကြောင့်လေအဲ့ဒါမရှိကြည့်လိုက်ရမှုတော်လို့ပြောတဲ့အရာတွေအားလုံးကဝန်ထုတ်ဖို့ จิตตาติเลยบามาအလုပ်တစ်ခုလိုပဲတီးတော့ခင်ဗျားလုံးလုံးပြန်ပါရလဲလုံးလုံးပြန်ပါရလဲအဲပဆိုင်ရတာပေါ့ဒီမှာလုံးလုံးခရီးခင်ကအလုပ်ဖျားရမှုကလုံးမဟုတ်ဘူးခရီးကကျွေးမှဖြစ်တယ်ရရှင်နာမတိုင်ပုံကြီးပါစေမေတ္တာတီးရင်တရှင်းဆိုရင်ဟဲ့အချစ်တပုတ်ပုတ်ပဲဒီလားတစ်ခါတီးခါရော့ပဲ no man ခရီးအတွက်တင်ဆက်ကရအဲ့ဒါလုံးဝမျောလင်းမှာမဟုတ်ဘူးရရှင်နာမတိုင်ပုံကြီးပါစေအဲ့ဒါကြောင့် မဟာတယ်လေဟူးဝေကလေဘုလိုရေဘယ်တော့မှမကြည့်ခရီးဝင်းဝေးကိုမမြင်ဘူးဘောင်းနေတာလေဘုရားနဲ့တူမိသဟာရဒီမှာရှိတယ်ဆိုရင်ဘွိုက်ပဲခရာကြောင့်ဆရာလေးလာတာအားရရှိနာမတော်ဘုံကြည့်ပါစေအေးဆိုတော့ကျွန်တော်တို့နောက်ဆုံးမှာနောက်တရပြီးတော့ကနဘိုးနေရမှာတွားပြီးတော့ဘုရားရဲ့အလိုတော်မင်းချားစွာရဲ့ဖျားကိုပထမမှာနေရာတိုင်းမှာကိုယ့်အကူတစ်ခုမှမလုပ်တော့ ဆုတောင်းတယ်။ဘုရားလူတွေကိုတိုင်းပြင်းနေတယ်။သူတပတ်ကိုလေးစားလာတဲ့အရင်တော့ကလူကိုဘုရားစစ်တော်မထင်တဲ့လူကအာလူတွေကိုလေးစားတတ်တာကြောင်းလေးလို့အာမင်။တင်ရခုချိန်မှာလူဘုရားစစ်တော်တော်စစ်တော်နဲ့မြင်သေးဘူးဆိုရင်သွားပြီ။ဘယ်သူ့ကိုမှလည်းတန်းကြိုးမဆိုင်ဘူး။သူများရှာကြည့်တယ်အမှန်စားတာစာတန်စီရနာတဲ့တွေးတယ်အဲ့လိုမဟုတ်ဘူးကျွန်တော်တို့ရေလောကီ ဆန်းဆန်းအသက်ရှင်ဖို့မဟုတ်လောကီစကားကိုအတုခိုးဖို့မဟုတ်အတုယူဖို့မဟုတ်ကျွန်တော်တို့ထဲကနေထွက်လာတဲ့ဘုရားနဲ့တက်တဲ့ယဉ်ကျေးတဲ့စကားတွေလောကီသားတွေအတုယူရမှာဖြစ်တယ်ဘာကြောင့်လဲသင်ဒီလောကရဲ့အလေးဖြစ်ပါလဲရရှိနာမတိုင်ပုံကြည့်ပါစေအာမင်လောကပြည့်ကျွန်တော်ဘုရားသခင်ဖရားထက်အရေးကြီးတဲ့အရာတင့်ဘဝမှာရှိတယ်။မနဲ့ချက်ဆိုတာမသိချဘူး။ နောက်တနေ့ဆိုတော့မသိချဘူးမသိချတဲ့အရာပေါ်မှာကျွန်တော်တို့အသက်ရှင်နေတာဘုရားသခင်နဲ့အတူသွားခြင်းဘုရားကိုတန်ဖိုးထားချင်အသေးချဆုံးမနေ့ဖြန်မှာထားလို့ရအောင်ရခုချင်းမှာဖြစ်တယ်အရောက်တိုင်းပေါ်မှာဖြာရှင်ကောင်းချီးပေးပါစေအာမင်